ဖြူအမဲဓာသမားတွေကအယံကိုမာနာကြီးကြပြီးတော့ဓာပညာရှင်များညီလာခံကိုလူတွေကအတင်းကျပ်ဖိတ်ခေါ်ခဲ့ပါတယ်။လက်မှတ်ခံတဲ့သူမှန်သမျှဓာအောင်မှာတည်ဆုံးကြရတာပါ။နာမည်ကြီးတဲ့လက်တဖက်ဓာသမားဖန်ကန်းတောင်အဖြူအမဲဓာသမားတွေရဲ့ညသက်ကောင်ဝင်ရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ကျွန်တော်တို့ညီကိုတွေကအကျွေးရှင်၈ရောက်ရဲ့အမိန့်ကိုခံယူထားပြီးတော့ဆရာဖန်ကိုမဖြစ်မနေဖိတ်ခေါ်ရမှာပါ။ဒါဆိုရင်မင်းတို့စမ်းကြည့်လိုက်ကြပေါ့။ပြိုင်ပကင်းနဲ့တခင်တအူးကိုရင်ဆိုင်ရတဲ့ခါမှာသူတို့နှစ်ဦးကဘလို့မကိုရှင်နိုင်စွမ်းမရှိခဲ့ကြပါဘူး။ အဖြူအမဲသားသမားတွေရဲ့နောက်ွယ်ကအာကိုရာကတော့တိုင်းလောကတစ်ခုလုံးကိုတုံလှုပ်စေတဲ့အဘိဓမ္မာခန္ဓာပဲဖြစ်ပါတယ်။အဲ့ဒီခန္ဓာထဲမှာဓာဘီယင်ကြီး၈ပါးရှိပါတယ်။သူတို့ကတမိတွေကမွေးတာမဟုတ်ပေမဲ့ညီကိုရင်းလို့ခင်မင်းရင်းနေကြပါတယ်။အားလုံးကလည်းထက်မြက်တဲ့ဓာပညာရှင်တွေဖြစ်ကြသလိုရက်ဆက်တဲ့စိတ်ဓာတ်နဲ့မကုန်ခန်းနိုင်တဲ့လောဘတွေလည်းရှိကြပါတယ်။တနေ့မှာဓာဘီယင်ကြီး၈ပါးရဲ့အမိန်အရအဖြူအမဲသားသမားတွေကဖန်ကန်းကိုဖိတ်စာသွားပို့ပါတယ်။ လာမင်းမထွက်နေမတာတဲ့ငကားလီပွဲတော်နေမှာအဘိဓမ္မာခန္ဓာရဲ့ဓာပညာရှင်များညီလာခံကိုတက်ရောက်ဖို့ဖိတ်ခေါ်တာဖြစ်ပါတယ်။ဓာပညာအမြင့်ဆုံးပညာရှင်တွေကိုဓာပယင်ရွေးချယ်ဖို့အားလုံးကိုဖိတ်ခေါ်တာပါ။ဖန်ကန်းရဲ့ဘဝစကြောင်းကတော့ရန်ကုန်နဲ့ဆင်တူပါတယ်။သူကမူလားကသူရဲကောင်းကြီးချီယူဖန်ရဲ့တပည့်ဖြစ်ပေမယ့်ညမငယ်ရဲ့ဓာချက်နဲ့ညာဘက်လက်တစ်ဖက်အဖြတ်ခံခဲ့ရပါတယ်။မပြေစုံသေးတဲ့ဓာချက်တစ်ဆောင်ကိုလေ့လာရင်းနဲ့ပြိုင်ဘက်ကင်းတဲ့ဓာပညာကိုတက်မြောက်ခဲ့ပါတယ်။နောက်ပိုင်းမှာသူ့ရဲ့ဂိုင်းကိုမန်နက်ဂိုင်းကလာပြီးတော့စိန်ခေါ်တဲ့အခါမှာဖန်ကန်းက အတိတ်ကအာရာရတွေကိုခတ်ဝါချပြီးတော့တူးတဲ့အင်အားနဲ့ဂိုင်းတစ်ခုလုံးကိုအပြောင်းရှင်းလင်းခဲ့တာပါ။ဒါကြောင့်ဖန်ကန်းကတိုင်းလောကမှာအလွန်လေးစားခံရပြီးတော့လက်တစ်ဖက်သူရဲကောင်းဆိုပြီးတော့နာမည်ကျော်ကြပါလေ။ဒါပေမဲ့ဖန်ကန်းကတိုင်းလောကရဲ့တပ်ဖြတ်မှုတွေကိုယုံမုံးလာပြီးတော့သူဇနီးရှောင်းမန်နဲ့တောင်ပေါ်မှာတောခုန်နေပြီးလင်ယောက်ျားကလည်းထုံဇနီးမယားကအဝေးရက်တဲ့ဘဝမျိုးနဲ့အေးအေးဆေးဆေးနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါလေ။ဖန်ကန်းကအောင်မြင်ကြောက်ကြားမှုနဲ့စီးတဲ့ဥစ္စာတွေကိုလေးလိုပဲသဘောထားပြီးသားဖြစ်နေတာကြောင့်အဖြူအမဲသားသမားတွေရဲ့ဖိတ်ခေါ်မှုကိုညှင်းပယ်ခဲ့ပါတယ်။ ဖန်ခန်းအိမ်ပြန်ရောက်လာတာနဲ့နာမည်ကျော်လှိုင်းသားဆရာကြီးလူက လာရောက်လေပဲပါတယ်။ဆရာကြီးလူကအဘိဓမ္မာခန်းတဲ့ရဲ့ဓာဘီရင်ကြီးရှစ်ပါးကတကယ်တော့ဓမြားရှိရောက်ဖြစ်ကြောင်းဖန်ခန်းကိုတတိပေးခဲ့ပါတယ်။သူတို့ကထူးဆန်းတဲ့တိုင်းပညာတွေတက်မြောက်ကြပြီးတော့တောင်တွေကိုတိမ့်ပိုက်ပြီးတိုင်းလောကမှာအနိုင်ကျင့်ပိုကျနေကြပါတယ်။သူတို့ကျင်းပါတယ်ဓာပညာရှင်များကြီးလာကန်ကအပေါ်ရန်မှာဓာဘီရင်ရွေးတာဖြစ်ပြီးတော့တကယ်ရွေချက်ကတော့တိုင်းလောကတစ်ခုလုံးကိုစိုးမိုးဖို့ပဲဖြစ်တယ်လို့ဆိုပါတယ်။ ဆရာကြီးလူကသူကိုယ်တိုင်ရဲ့ပညာကဓာပိယကြီးရှစ်ပါးကိုမမိဘူးဆိုတာကိုဝန်ခံပြီးတော့ဖန်ကန်းကိုတိုင်းလောကထဲပြန်ဝင်ဖို့သူတို့ရဲ့ပရိယေကိုဖော်ထုတ်ပေးဖို့လာရောက်တောင်းဆိုခြင်းဖြစ်ပါတယ်ဖန်ကန်းကအနာယူပီးသားဖြစ်တာကြောင့်ပြက်ပြက်တားတားပဲညင်းပေးလိုက်ပါတယ်ဆရာကြီးလူကလည်းအတင်းအကျပ်မတိုက်တွန်းတော့ဘဲနဲ့မပြန်ခင်မှာအဖြူအမဲထားသမားတွေကိုတတိထားဖို့ဖန်ကန်းကိုမှာကြားခဲ့ပါတယ်သူကပြန်လမ်းမှာ ဆရာကြီးလူကဒဏ်ရာရနေတဲ့ဓားတော်ကန်ရဲ့ခေါင်းဆောင်ငယ်လေးတိန်ရှန့်ကိုတွေ့ပါတယ်။မေးကြည့်လိုက်တော့သူကဓားပညာရှင်များညီလာခံကိုမတက်ရောက်လို့ရရဆက်ဆက်အတိုက်ခိုက်ခံခဲ့ရတဲ့အကြောင်းကိုသိရှိခဲ့ရပါတယ်။ဆရာကြီးလူကရှေ့ခရီးကအန်ဒီယံများနိုင်တာကိုသိရှိသွားပြီးတော့သူ့ရဲ့သားနှစ်ယောက်ကိုဂိုင်းကိုပြန်သွားပြီးကာကွယ်ရေးတွေပြင်ဆင်ခိုင်းထားပြီးတော့သူကတော့တက်ရောက်သေးဆက်လက်ပြီးခရီးနေခဲ့ပါတယ်။ညတကောင်ချိန်မှာအဖြူမဲသားသမားတွေကဖန်ကန်းရဲ့အိမ်ကိုဖောက်ဝင်လာခဲ့ပြီးတော့ဖန်ကန်းကိုတတ်ဖြတ်ပြီးနှုတ်ပိတ်ဖို့ကြိုးစားပါတယ် ဆရာကြီးလူရဲ့တတိပေးစကားကိုချိုးတင်ရထားတဲ့ဖန်ကန်းကမိအိမ်ကိုထုံးညှိပြီးတော့သူတို့ကိုရင်ဆိုင်ပါတယ်။ဖန်ကန်းကဘသူ့ကိုမှမထိခိုက်စေလိုတာကြောင့်ဖျောင်းနိုင်မိကိုမှုတ်လိုက်ပါတယ်။ဓားရောင်ရဲ့အလင်းတန်းကအေးဆက်နေပြီးတော့လူနှစ်ယောက်ရဲ့အဝတ်တွေကိုချက်ချင်းပဲဆုပ်ပြဲသွားစေပါတယ်။သူတို့ကရှင်ပြိုင်မှုဆိုတာမဖြစ်နိုင်ဘူးဆိုတာသိသွားတဲ့အခါမှာတော့အဖြူမဲသားသမားတွေကချင်းကြောက်စာပါတယ်။ပကြီးကားတစ်ချက်ကိုခြံထားခဲ့ပြီးတော့ထွက်ပြေးသွားပါတယ်။မကြခင်မှာပဲဓားပညာရှင်များညီလာခံကိုအဘိဓမ္မာခန္ဓာမှာစီစဉ်ထားတဲ့အတိုင်းကျင်းပခဲ့ပါတယ်။ ဂိုင်းမောင်းဆောင်ကခေါင်းဆောင်တွေသဘောတူညီထားတဲ့အတိုင်းရောက်ရှိလာကြပါတယ်အပြီးတမှာခန္ဓာကမဟာခွန်အားဘရင်နဲ့လက်ဆက်တန်းဘရင်တို့ကိုရှင်ပြိုင်မှုဆီလွတ်ခဲ့ပါတယ်ဒါကချစ်ကြည်ရေးပွဲစဉ်တစ်ခုဖြစ်သိမိမယ်နှစ်ယောက်စလုံးကတက်ဖြတ်မှုကိုစတင်ခဲ့ပါတယ်ဒီအဖြစ်ကိုမြင်တော့ဆရာကြီးလူကချက်ချင်းပဲရက်တန့်ခံခဲ့ပါတယ်ပို့ပြီးတော့အသက်ဆုံးရှုံးမှုတွေမဖြစ်စေဖို့ဆရာကြီးလူကအပြီးတမှာခန္ဓာရဲ့ခေါင်းဆောင်လူသေးဘရင်ကိုသူတို့ဘက်ကလက်လျှော့ရှုံးပေးကြောင်းတင်ပြခဲ့ပါတယ်လူသေးဘရင်ကလွယ်လွယ်ကူကူသဘောတူပေမဲ့အတွင်းစိတ်မှာတော့မကောင်းတဲ့အကြံစီတွေရှိနေပါတယ် တကယ်တော့လူအုပ်စုကအဘိဓမ္မာခံတဲ့ရဝင်ပေါက်ကနေထွက်ခွာတာနဲ့ဓာတ်လှည့်ဘရင်ရဲ့တားဆီးမှုကိုခံလိုက်ရပါတယ်။ဓာတ်လှည့်ဘရင်ရဲ့လက်အောက်ငယ်သား၄ယောက်ဖြစ်တဲ့ဘိန်းစစ်သူကြီးတွေကသူတို့ရဲ့လဲနေတဲ့ဓာတ်တွေနဲ့လူအုပ်ကိုဝင်းရံလိုက်ပါတယ်။အဘိဓမ္မာခံတဲ့ကသူတို့ကိုအကုန်တပ်ဖြတ်ဖို့ဆုံးဖြတ်ထားတဲ့ပုံရပါတယ်။မိမိကိုယ်ကိုကာကွယ်ဖို့အတွက်လူအုပ်စုကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဘိဓမ္မာခံတဲ့ကတိုင်းကျဝင်မရှိပါဘူး။ ကောင်းကင်တိုင်းဘရင်ကနောက်ကနေခုံထွက်လာပြီးတော့ဂျားဖြတ်တားစီးပြီးတော့သူ့ရဲ့လက်အောက်ခံဓားပြန်ကိုလက်တွေကလည်းဝေဟင်ကနေပြီးတော့တိုက်ခိုက်ကြပါတယ်တိုက်ပွဲအပြီးမှာတော့လူအုပ်စုကအနောက်တောင်ဘက်ကိုဆုတ်ခွာဖို့အတင်းကျပ်ခိုင်းစေခံခဲ့ရပါတယ်အသက်ရှူဖို့အချိန်မရခင်မှာပဲမြေအောက်ဘရင်ရဲ့ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုထပ်မံခံခဲ့ရပါတယ်ပြင်းထန်တဲ့တိုက်ပွဲအတွင်းမှာတဦးတည်းသောနဂါးဘရင်ကရုတ်တရက်ပေါ်လာပြီးတော့အစိတ်တက်ငွေတွေနဲ့ခိုးကြောင်ခိုးဝတ်တိုက်ခိုက်ခဲ့ပါတယ်ဒါပြင်းကြီးရှိပါကတကယ်တော့တိုင်းပညာရှင်တွေမဟုတ်ဘဲနဲ့လျှို့ဝှက်တိုက်ခိုက်မှုတွေမှာအလွန်ကျွမ်းကျင်ပြီးတော့အောက်တန်းကျတဲ့လူတွေပါ လူအုပ်စုကကြီးမားတဲ့ဆုံးရှုံးမှုနဲ့ထိခိုက်ဒဏ်ရာတွေများစွာခံစားခဲ့ရပါတယ်။တချို့ကလှပတဲ့မိန်းမတွေကပို့ပြီးလိန်တက်တယ်လို့ပြောခဲ့ပူပါတယ်။ကျွန်တော်ပထမတော့မယုံခဲ့ဘူး။လက်တထောင်ပြင်ဒါမှမဟုတ်ဂွာသခင်မလို့လည်းခေါ်ကြတဲ့သူကတော့ဒီစကားရဲ့အကောင်းဆုံးဥပမာပါပဲ။သူကသူ့ရဲကောင်းတွေကိုကြားဖြတ်ဖမ်းပြီးတော့တပ်ဖြတ်ဖို့အတွက်လူသေးပြင်ရဲ့အမိန့်ကိုယာထားတဲ့သူပါ။သူမနဲ့ပထမဆုံးတွေ့တဲ့သူကတော့လမ်းကြုံဖြတ်တန်းသွားတဲ့ဓာငားလက်အားလုံးပါအားလုံးကအတွေ့အကြုံမရှိသေးတဲ့သူပါ က်တထောင်ဘရင်ကအင်အားချိနေတဲ့မိမအဖြစ်ဟန်ဆောင်ပြီးတော့အားလုံးကိုအဆက်မပြတ်မြှုပ်ဆွဲခဲ့ပါတယ်။သူတတိမထားမိတဲ့အချိန်မှာပဲဓာတ်နဲ့တိုက်ခိုက်ခဲ့ပါလေ။အားလုံးကပြန်တိုက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျနေပါပြီ။ငါ့မှာဓာတ်တွေအများကြီးရှိတာကိုမြင်နေမလား။ဒါကြောင့်မို့လို့ငါ့ကိုလက်တထောင်ဘရင်လို့ခေါ်ကြလာဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဘီလိန်ခေါင်းဆောင်ကြီးကတော့အမြဲတမ်းနောက်ဆုံးမှပေါ်လာပါတယ်။ဒါဘီရင်ကြီးရှစ်ပါးထဲမှာခေါင်းဆောင်ဖြစ်တဲ့လူသေးဘီရင်သူ့လက်တချက်ကိုဝှေ့ရမ်းလိုက်တာနဲ့လူနှစ်ယောက်ကချက်ချင်းပဲတိတ်ဆုံးသွားပါတယ်။ဒါပညာရှင်များညီလာခံကိုတက်ရောက်တဲ့ဂိုင်းကြီးတွေက ခေါင်းဆောင်တွေအားလုံးအပြီးတမှာခန်းတက်မှာအဖမ်းခံခဲ့ရပြီးတော့သူတို့ရဲ့ကံကြမ္မာကိုဘယ်သူမှမသိနိုင်တော့ပါဘူးဒီတစ်ဖက်မှာတော့ဂိုင်းတွေမှာကြံခဲ့တဲ့တပည့်တွေစီကိုစားတဆောင်ရောက်လာပါတယ်ခေါင်းဆောင်တွေကိုပြန်ရွေးဖို့အတွက်သူတို့ရဲ့ညာဘက်လက်တွေကိုဖြတ်ပြီးတော့အပြီးတမှာခန်းတက်ကိုလာရမယ်ဆိုပြီးတော့တောင်းဆိုထားတာပါဂိုင်းတီတီကတပည့်တွေကလည်းအစည်းအဝေးလုပ်ပြီးတော့အစီအစဉ်ဆွဲခဲ့ကြပြီမယ်ထင်မြင်ချက်တွေကကွဲပြားခဲ့ပါတယ်တစ္ဆာရှိမှုကိုပြတ်တာပြီးတော့လက်ဖြတ်တာကဖြစ်နိုင်ပေမယ့်အပြီးတမှာခန္ဓာကဂတိမတိမာကိုစိုးရိမ်နေကြတာပါ အဲ့လိုဆိုရင်သူတို့ကခုခံကာကွယ်ဖို့မစွမ်းနိုင်မယ်နဲ့အလက်ကားတက်တက်အသက်တည်ဆုံးရမှာပါနောက်ဆုံးမှာတော့ဖမ်းဆီးခံထားရတဲ့ခေါင်းဆောင်တွေကိုအတူတကွတိုက်ခိုက်ပြီးတော့ကယ်တင်ဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်ဆရာကြီးလူရဲသားလူထုံးကသူ့ဖခင်ရဲ့နောက်ဆုံးမှာကြားချက်ကိုပြောကြခဲ့ပါတယ်ပြဿနာတစ်ခုခုရှိလာရင်လက်တစ်ဖက်ဓာပရင်ဖန်ကန်းကိုအနာယူရာကနေပြန်ထွက်လာဖို့တောင်းဆိုရမယ်တဲ့ဖန်ကန်းရဲ့ဓာပညာကလည်းပြိုင်ဘက်ကင်းပေမဲ့သူကသူ့မိန်းမကိုအရန်ကြောက်ရတဲ့သူပါအဖွဲကဖန်ကန်းရဲ့အိမ်အနီးကိုရောက်လာခဲ့ပါတယ် သူစနီးရှောင်းမန်ကကန့်ကွက်မှာကိုစိုးရိမ်တာကြောင့်လူတချို့ကလက်ဖက်ရည်ဆိုင်မှာသွားဆောင်ပြီးတော့လူထုံးတစ်ယောက်တည်းသွားတွေ့ပါတယ်။မကြခင်မှာပဲလူထုံးကလေခွင်းထဲမှာအလုံးလုံးနေတဲ့ဖန်ကန်းကိုတွေ့ရှိခဲ့ရပါတယ်။ခိုင်းကောင်းကြောင့်နေအဖမ်းခံရတာနဲ့တပည့်တွေကိုလက်ဖြက်ဖို့ချိန်ရောက်ခံထားရတာကိုသိတဲ့အခါမှာတော့ဖန်ကန်းကမခံမရနိုင်ဖြစ်ခဲ့ပါတယ်။သူကလူထုံးနဲ့အတူတူလက်ဖက်ရည်ဆိုင်ကိုလိုက်လာခဲ့ပြီးတော့တခြားသူတွေနဲ့အတူကဲတင်ရေးအစီအစဉ်ကိုဆွေးနွေးခဲ့ပါတယ်။လူထုံးကဂိုင်းတီးတီးကတပည့်တွေကိုဖန်ကန်းနဲ့မိတ်ဆက်ပေးခဲ့ပေမဲ့ဝိညာဉ်ဖြတ်ထားပိုင်ရှင်ရှမ်းယုံကတော့မပါဝင်ခဲ့ပါဘူ နောက်ကျနေတာဖြစ်မယ်ဆိုပြီးတော့သူတို့ကတိတ်ပြီးခရူးမဆိုင်ခဲ့ကြပါဘူး။ဖန်ကန်းကအနားယူကာကနေပြန်ထွက်လာပြီးတော့အဘိဓမ္မာခန္ဓာကိုလူတွေကိုကယ်ဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့သူစနီးရှောင်းမန်ကသဘောတူမှဆိုတဲ့အခြေအနေတခုတော့ရှိနေပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါမှာရှောင်းမန်ကထူးဆန်းစွာပျောက်ကွယ်နေပြီးတော့စာတစောင်သာကျမ်းမြင့်ပေါ်မှာကျန်နေခဲ့ပါတယ်။အဲဒီစာကရှောင်းမန်ကိုရှမ်းယုံကပြန်ပြီးဆွဲထားတာဖြစ်ကြောင်းကိုဖော်ပြခဲ့ပါတယ်။ဖန်ကန်းကကျန်တဲ့သူတွေကသူ့ကိုလှည့်စားခဲ့တယ်လို့ထင်ပြီးတော့ဒေါသတကြီးဖြစ်ခဲ့ပါတယ်။လူထုံးနဲ့တခြားသူတွေကချက်ချင်းပဲဒူးထောက်ပြီးတော့တောင်းပန်ခဲ့ကြတာပါ။ ဒါကရှမ်းရုံတဦးရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့သူတို့လုံးဝမသိရှိခဲ့ကြအောင်ပြောခဲ့ပါတယ်။သူတို့ကဖန်ကန်းရဲ့ဇနီးတဲ့ကိုမဖြစ်မနေပြန်ခေါ်လာပေးပါမယ်လို့ကတိပေးပြီးတော့ရှမ်းရုံပုံနေတဲ့နေရာကိုပြပြခဲ့ပါတယ်။သူတို့မကြခင်မှာပဲအဖြူမဲသားသမားတွေနဲ့ထပ်တွေ့ပါတယ်။ဒီတစ်ချိန်မှာတော့ဖန်ကန်းကမတနာတော့ပါဘူး။သူ့ရဲ့စွမ်းရည်အပြည့်အဝကိုပေါ်ထွက်လာတာပါ။ဒါကိုလက်တစ်ဖက်ထဲနဲ့ကင်ပြီးတော့လူနှစ်ယောက်ကိုချက်ချင်းရှင်းပြလိုက်ပါတယ်။ အဲ့နောက်မှာဖန်ကန်းကတူးသေးသောနဂါးဘရင်ရဲ့ခြေရာခံမှုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အပြီးဒီမှာခန္ဓာကရှမ်းယုံကိုပြစ်မှတ်ထားနေပြီဆိုတာရှင်းရှင်းလင်းလင်းသိလိုက်ရပြီလေ။တစ်ချိန်တည်းမှာပဲရှမ်းယုံကရှောင်းဖန်ကိုကျိုးနဲ့ချီထားပါတယ်။လူတာကတော့ဒီလိုလှုပ်တာကတရားမျှတမှုနဲ့စမ်းကျင်နေတယ်လို့ခံစားရပြီးတော့ရှမ်းယုံကိုရှောင်းမန့်ကိုလှုပ်ပေးဖို့တိုက်တွန်းခဲ့ပါတယ်။ဒါ့ပြင်ရှမ်းယုံကတော့ခိုင်မာတဲ့သဘောထားရှိပြီးတော့ဘသူ့ကိုမှမတောင်းမှန်ခြင်းမှုဆိုပြီးပြောပါတယ်။ဖန်ကန်းကိုအနားယူရကနေပြန်ထွက်လာဖို့တွန်းအားပေးဖို့အတွက်ရှောင်းမန့်ကိုအတုံးချမယ်ဆိုပြီးတော့ရည်ရွယ်ခဲ့တာပါ ်လူတားကဒါကဖြောင်းမှတ်ကန်းရဲ့လုံရမဟုတ်ဘူးဆိုပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒီခါရှမ်းယုံကရန်လိုတဲ့ဘက်ကိုကူးပြောင်းသွားပြီးတော့အခြေအနေကချက်ချင်းပဲတင်းမာလာပါတယ်။အဲ့ဒီချိန်မှာအဘိဓမ္မာခန္ဓာကလူတွေရောက်လာပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။စိတ်မြန်လက်မြန်ဖြစ်နေတဲ့ရှမ်းယုံကတပည့်တွေကိုသူ့နှုတ်နဲ့တိုက်ခိုက်ဖို့ဆော်ပြီးခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲရှမ်းယုံကိုဝိုင်းရံခံလိုက်ရပါတယ်။သူကတန်ကြိုးသားနဲ့ရုတ်တရက်အဖမ်းခံလိုက်ရပြီးတော့တစ်ပင်မှာဆွဲထားတာခံလိုက်ရပါတယ်။ ဓားသန်နေစတိုက်ကြရပြီးတပည့်တွေကလည်းကြီးမားတဲ့ထိခိုက်မှုတွေခံစားခဲ့ရပါတယ်။လူတားကအခွင့်ကောင်းယူပြီးတော့ရှောင်းမန်ကိုချိုးဖြည့်ပေးပြီးနောက်တောင်ဘက်ကိုလွတ်မြောက်ဖို့အတွက်လိုက်ပို့ပေးခဲ့ပါတယ်။ဖန်ကန်းနဲ့တခြားသူတွေရောက်လာတဲ့အခါမှာရှမ်းယုံနဲ့တခြားသူတွေရဲ့အလောင်းကိုသာတွေ့ခဲ့ရပါတော့တယ်။စိုးရိမ်စိတ်တွေပြည့်နှက်နေတဲ့ဖန်ကန်းကလူတပ်ပွဲကိုစတင်ပါပြီ။လူတားကရှောင်းမန်ကိုခေါ်ပြီးတော့အနောက်တောင်ဘက်ကိုထွက်ပြေးသွားတာကိုသိလိုက်ရတဲ့အခါမှာသူချက်ချင်းပဲလိုက်သွားပါတယ်။တစ်ချိန်တည်းမှာပဲလူတားနဲ့ရှောင်းမန်ကလည်းလက်ဆန့်တန်းပရင်ရဲ့ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ လူသားကရှောင်းမန်ကိုကာကွယ်ဖို့အတွက်အသက်ဆုံးပြီးတော့တိုက်ခိုက်ခဲ့ပြီးတော့ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။အရေးကြီးတဲ့အခြေအနေမှာဖန်ကန်းကအချိန်မီရောက်လာခဲ့ပြီးတော့အခြေအနေကချက်ချင်းပဲပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ရှောင်းမန်ကဘေးအန္တရာယ်ကင်းသွားပေမဲ့လူသားကတော့ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်သေဆုံးသွားခဲ့ရတာပါ။ဖန်ကန်းနဲ့လက်ဆန်တံပီရင်တို့ကဓာချင်းရှင်ပြီးတိုက်ခိုက်ခဲ့ကြပါတယ်။တန်ဂျိုးတက်ဓာခောက်ကိုကင်ဆောင်ထားတဲ့လက်ဆန်တံပီရင်ကအလွန်တရာအန္တရာယ်များတဲ့သူပါ။တန်ဂျိုးကမွေးတကောင်လိုမျိုးဖန်ကန်းရဲ့ဓာချိုးကိုပတ်မိခဲ့ပါတယ်။ဖန်ကန်းကထက်မြက်သူဖြစ်ပါတယ်။ ူကခုံတက်ပြီးတော့လှဲ့ပြီးတစ်ပင်ပင်စီကိုအတုံးပြုပြီးတော့လက်ဆန်တန်းဘရင်ကိုတစ်ခိုင်းမှာဆွဲထားလိုက်ပါတယ်လက်ဆန်တန်းဘရင်ကလည်းချက်ချင်းပဲအတက်ပြောက်သွားပါပြီဖန်ကန်းကရှောင်းမန်ကိုအိမ်ပြန်ခေါ်ဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်ဒါပေမဲ့ခေါင်းဆောင်ကိုရွေးဖို့အတွက်သူ့ရဲ့လက်တစ်ဖက်ကိုဖြတ်လာတဲ့သူ့ရဲကောင်းလေးမူချင်းကအဲ့ဒီနေရာမှာရက်နေခဲ့ပါတယ်ရှောင်းမန်ကဒီအဖြစ်ကိုမမြင်ရနိုင်တာကြောင့်ဖန်ကန်းကိုအနားယူရကနေပြန်ထွက်လာပြီးတော့ကြံတဲ့သူတွေကိုကယ်တင်ဖို့တိုက်တွန်းလိုက်ပါတယ်ဒါကြောင့်မို့လို့ပဲဖန်ကန်းကတိုင်းလောကလည်းကိုပြန်ဝင်လာပြီးတော့မူချင်းကိုတပည့်အဖြစ်လက်ခံလိုက်ပါတယ် ဖန်ကန်းကလူအုပ်စုကိုဥဆောင်ခဲ့ပြီးအဘိဓမ္မာခန္ဓာဘက်ကိုချီတက်လာခဲ့ပါတယ်။ရန်သူတွေကိုတတိမပေးမိဖို့အတွက်ဖန်ကန်းကသူ့ရဲ့ပုံမှန်သဏ္ဍာန်အမှန်ကိုဖုံးကွယ်ထားခဲ့ပါတယ်။ဒါပေမဲ့ဂိုင်းကောင်းဆောင်တွေရဲ့ကယ်ဆယ်ရေးစီစဉ်ကချော့ချော့မှုမှုအောင်မြင်မလား။အဲ့ဒီချိန်မှာပဲမိမတယောက်ကိုဓားမြတိုက်နေတာကိုတွေ့ခဲ့ပါတယ်။ဖြောင်းမတ်တဲ့ဂိုင်းဝင်တွေဖြစ်တာကြောင့်တပည့်တွေကအဲ့ဒီအမျိုးသမီးကိုကယ်တင်ဖို့အတွက်ဝင်ရောက်ကူညီကြပါတယ်။အဲ့ဒီအမျိုးသမီးကသူ့ကိုယ်သူလီဝါလို့ပြောပေမယ့်တေချာကြည့်လိုက်တော့သူကအဘိဓမ္မာခန္ဓာကလက်တထောင်ဘရင်ဖြစ်နေပါလေလက်တထောင်ဘရင်ကသူ့ရဲ့ဝမ်းနေစရာဘဝစကြောင်းတစ်ခုကိုဖန်တီးပြောပြခဲ့ပါတယ် တနာကျင်နာစိတ်တွေလွှမ်းမိုးနေတဲ့တပည့်တွေကလီဝါကိုအတူခေါ်ဆောင်သွားဖို့အတွက်ဖန်ကန်းကိုတောင်းဆိုခဲ့ကြပါတယ်။တန်တရားရှိနေပြီမေဖန်ကန်းကတော့မငြင်းပယ်နိုင်ခဲ့ပါဘူး။သူတို့မသိလိုက်တာကလက်တထောင်ပြင်ကသတင်းအချက်အလက်တွေကိုစုဆောင်ဖို့အတွက်ရောက်နေတာပါ။အခွင့်ရေးရတာနဲ့သူမကသူ့ရဲ့ဆွဲဆောင်မှုနဲ့တပည့်တွေကိုမြှူဆွဲဖို့ဆက်ပြီးကြိုးစားနေပါတယ်။ဒါပေမဲ့တချို့တပည့်တွေကသဘောထားခိုင်မာပြီးတော့သတိကြီးစွာနဲ့စောင့်ကြည့်နေကြပါတယ်။လက်တထောင်ပြင်းကတပည့်တွေစီကတရင်ရနိုင်မလားဆိုတော့မျောလင်းချက်နဲ့စေးတစ်ခွက်ကိုပေးကမ်းခဲ့ပါတယ်။တပည့်တွေကကျေးဇူးတင်ပေမဲ့မရင်းရိုင်ပါဘူး။ ူမဘလို့ပဲမေးမြန်းပါစေဖန်ကန်းဘသူလဲဆိုတာထုတ်ဖော်ပြောဖို့ငင်းဆန်ခဲ့ကြပါလေလက်တဆောင်ဘရင်ကနားလဲသွားပြီးတော့ပြင်စမခန္ဓာမှုစီကိုအချက်ပြလိုက်ပါတယ်တပည့်တအူးကသူမကိုတွေးတဲ့အခါမှာတော့သူမကရရဆက်ဆက်တက်ပြလိုက်ပါတော့တယ်အဲ့နောက်မှာလက်တဆောင်ဘရင်ကရေရင်းကိုအစိတ်ခတ်ဖို့ယူရချက်နဲ့ခြံဝင်းထဲကိုသွားခဲ့ပါတယ်ရေရင်းကိုစောင့်နေတဲ့တပည့်တွေကရုတ်တရက်ပေါ်လာပါတယ်လက်တဆောင်ဘရင်ကမကောင်းတဲ့အကြံစီအစ်တစ်ခုကိုကြံစီခဲ့ပြီးတော့အဲ့တပည့်တွေကိုဆက်လက်မြှုပ်ဆွဲခဲ့ပါတယ်ငယ်ရွယ်ပြီးတော့အတွေ့အကြုံမရှိသေးတဲ့လူငယ်လေးကလုံလုံလရာလျာလှည့်စားခံလိုက်ရပါပြီ။ လက်တထောင်ဘရင်ကအခွင့်ကောင်းယူပြီးတော့ဓာတ်နဲ့ထိုးသွင်းလိုက်ပါတယ်။ပြီးတော့ရေထွင်းထဲကိုအစိတ်တွေလောင်းထည့်ပြီးတော့ထွက်ပြေးဖို့လှည့်လိုက်တဲ့ချိန်မှာဖန်ကန်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဖန်ကန်းကိုတန်တရားမဝင်စေဖို့တစုံတစ်ယောက်ကသူမကိုစော်ကားခဲ့တယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။ဖန်ကန်းကလည်းဟန်ဆောင်ပြီးတော့သူမကိုအထဲဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။လက်တထောင်ဘရင်ကဖန်ကန်းရဲ့အခန်းကိုရောက်လာခဲ့ပြီးတော့သူမရဲ့အရင်လှည့်ွက်ဟောင်းတွေကိုထပ်သုံးဖို့ကြိုးစားခဲ့ပါတယ် ဒါပေမဲ့လက်တထောင်ဘရင်ရဲ့ကူဘော်ကသွေးစွန်းရည်ကိုမြင်လိုက်ရတဲ့အခါမှာဖန်ကန်းကသူမရဲ့ကြံစီမှုကိုချက်ချင်းပဲသိလိုက်ပါတယ်။သူမရဲ့လှဝက်ချက်ပေါ်သွားပြီဆိုတာကိုသိတဲ့အခါမှာတော့လက်တထောင်ဘရင်ကခိုးကြောင်ခိုးဝက်နဲ့တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဖန်ကန်းကအလွယ်တကူပဲဖမ်းဆုပ်နိုင်ခဲ့ပါတယ်။သူမတိုက်ခိုက်ဖို့တုံးနဲ့ဓားရီအားလုံးကိုတင်ယူလိုက်ပါတယ်။ဖန်ကန်းကသူ့ရဲ့ဝိယုံကိုချွတ်ချလိုက်ပြီးတော့ဘသူလဲဆိုတာကိုထုတ်ပေါ်ပြသလိုက်ပါပြီ။လက်တထောင်ဘရင်ကလည်းချက်ချင်းပဲကြောက်လန့်တုန်လှုပ်သွားပါတယ်။လုံးဝမတည်သေးတဲ့တပည့်လေးကဖန်ကန်းကိုတတိပေးဖို့ရောက်လာပါတယ်။ ဖန်ကန်းကသူ့ကိုလက်စားချေဖို့ပြောပေမဲ့တပည့်ကစိတ်ထားနူးညံ့တော့လက်တထောင်ပြင်းကချက်ချင်းပဲဓာတ်နဲ့ထိုးလိုက်ပါတယ်အဲ့မှာပဲတပည့်ကချက်ချင်းသတိဝင်လာပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပြီးလက်တထောင်ပြင်းကိုသူ့ရဲ့ဓာတ်နဲ့ထိုးသွင်းလိုက်ပါတယ်တခြားတပည့်တွေကစူညံတန်းကိုကြားပြီးပြေးလာတဲ့ခါမှာတော့ဖြစ်ပျက်ခဲ့တဲ့မြအကြောင်းရင်းတွေကိုသိရှိခဲ့ရပါတယ်ဖန်ကန်းကလူတိုင်းကိုတဲခုကန်းပိုင်ရှင်ကိုအကြောင်းကြားဖို့နေရာကိုပိတ်ထားဖို့မိတွေအားလုံးကိုနှိမ့်သက်ပြီးပုံနေဖို့ကိုညွှန်ကြားခဲ့ပါတယ်။မျှော်လင့်ထားတဲ့အတိုင်းပဲအဘိဓမ္မာခန္ဓာကစီးနင်းတိုက်ခိုက်မှုတစ်ခုကိုစတင်ခဲ့ပါပြီ တပည့်တွေကလည်းထောင်ချောက်တွေကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေတာကြောင့်သူတို့ထောင်ချောက်တွေတွေကိုကြာလာဖို့စောင့်ဆိုင်းနေကြတာပါ။ကောင်းကင်ပိုက်ကွန်တွေနဲ့မြေပြင်ထောင်ချောက်တွေနေရာအနှံ့မှာလျှို့ဝှက်များတွေလည်းရှိနေပါတယ်။ရေတွင်းကနေပစ်ခတ်လိုက်တဲ့မြားတွေကသူတို့အတွက်အကာအကွယ်မဲ့ဖြစ်စေခဲ့ပါတယ်။ချက်ချင်းပဲလူမိုက်တွေတည်ဆုံးသွားပါတယ်။ခေါင်းဆောင်ဖြစ်တဲ့ကောင်းကင်တိုင်းပြင်ကဖန်ကန်းကိုတိုက်ခိုက်ခြင်းပဲမယ်။သူ့ရဲ့တိုင်းပြင်ကနိုင်ကြပါတယ်။သူ့ရဲ့လှည့်စားတဲ့အယောင်ပြမှုတွေကအချင်းနီးပါပဲ။အဲ့နောက်မှာတပည့်တွေကခြုံရွယ်ပိတ်ပေါင်းထဲမှာပုံအောင်နေတဲ့တအူးသီးသောနဂါးဘရင်နဲ့တွေ့ကြုံခဲ့ရပါတယ် သူကသူ့ရဲ့ဓားကိုအစိတ်တုပ်လိမ့်ထားတဲ့လူဆိုးတူပါဒါပေမဲ့ဖန်ကန်းကလည်းအဲ့အတွက်ကိုပြင်ဆင်ထားပြီးသားပါသူကဝါးပိုက်လုံးကိုတုံးပြီးတော့ရေကိုဖျန်းပစ်လိုက်လို့ဓားပေါ်ကအစိတ်ငွေတွေကိုပြက်ပြက်စေခဲ့ပါတယ်တဦးဒီသောနဂါးဘီရင်ကသူ့ရဲ့ဓားထဲမှာဟွက်ထားတဲ့အစိတ်မြားကိုထပ်ပြီးတုံးပါတယ်ဖန်ကန်းကလည်းသူ့ရဲ့အင်ကြီးကိုလှုပ်ရမ်းလိုက်ုံနဲ့အဲ့ဒါကိုဖျက်ဆီးပစ်နိုင်ပြီးတော့ဓားတစ်ချက်ထဲနဲ့ချက်ချင်းပဲခုတ်လဲလိုက်ပါတော့တယ်ဖန်ကန်းကတပည့်တွေကိုရှေ့မှာချောင်းချောင်းတိုက်ခိုက်မှုတွေကိုတတိထားဖို့တတိပေးခဲ့ပါတယ်။တကယ်ပဲမြေအောက်ဘီရင်ကဝါတော်ထဲမှာပုန်းနေခဲ့တာပါ မြေရောက်ပြီးရင်ကအယောင်ဆောင်ရမှာကျွမ်းကျင်ပေမယ့်ဖန်ကန်းရဲ့ပြိုင်ဘက်တော့မဟုတ်ခဲ့ပါဘူးလူအုပ်စုကမခုခံနိုင်တဲ့အင်အားနဲ့ရှေ့ဆက်ခဲ့ပြီးတော့လူဆိုးတွေကိုတက်ဖြတ်ခဲ့ပါတယ်သူ့ရဲ့လက်ကွက်အားလုံးနဲ့တောင်မှမြေရောက်ပြီးရင်ကဖန်ကန်းကိုမရှင်နိုင်ခဲ့ပါဘူးဖန်ကန်းကကောင်းကင်ဘော်ကိုပြန်တက်ပြီးတော့ဝါးပင်ကိုဓားဖြစ်သုံးပြီးတော့ချက်ချင်းပဲအဆုံးသတ်လိုက်ပါတယ်အဲ့ညမှာလူအုပ်စုကအဘိဓမ္မာခံတဲ့အနည်းကအဲ့ရိတ်တာတစ်ခုမှအနားယူနေခဲ့ပါတယ်။ဖန်ကန်းကအန်ဒီရဲ့ရှိဆုံးနေရာကအလုံးကျုံဆုံးပဲဖြစ်တယ်ဆိုတာကိုယုံကြည်ပြီးတော့ရှောင်းမန်ကိုမမျှော်လင့်မဲနဲ့အဲ့ဒီမှာပဲထားခဲ့ပါတယ်။မူချင်းရဲ့ဖျက်ထားတဲ့လက်မောင်းကိုလည်းပြင်ဆင်ပေးသားပါ တပည့်တွေကသူတို့ရဲ့ဓာတ်တွေကိုတွေးခဲ့ပြီးတော့ခေါင်းဆောင်နဲ့အကိုတွေကိုကဲတင်ဖို့သစ္စာဆိုခဲ့ကြပါတယ်။နောက်နေ့မနေ့မှာတော့ဖန်ကန်းကမူချင်းရဲ့ဖျက်ထားတဲ့လက်မောင်းကိုယူဆောင်ပြီးတော့သူ့ကိုယ်သူခေါင်းဆောင်ကိုရွေးဖို့လာတဲ့မူချင်းအဖြစ်ကျင်ညာပြီးအပြီးတော့မှခံတက်ကိုတယောက်တည်းဝင်သွားခဲ့ပါတယ်။မဟာခွန်အားဘရင်ကလှည့်သားခံလိုက်ရပါပြီ။ဖန်ကန်းကိုရှာဖွေစစ်ဆေးပြီးတဲ့နောက်မှာသူကဖျက်တမ်းဝင်ပေးခဲ့ပါတယ်။ခေါင်းဆောင်လူတွေဘီရင်မရှိတဲ့အတွက်ဓားလှဲဘီရင်ကတာဝန်ယူလိုက်ပါတယ် ူကသူ့ရဲ့လက်အောက်ခံတွေကိုဖန်ကန်းကိုထောင်ထဲထည့်ပြီးတော့လူသေးဘီရင်ပြန်လာတဲ့ထိဆောင်မှုအမိန်ပေးခဲ့ပါတယ်။ဒါလည်းဘီရင်ကဖန်ကန်းကိုမြင်တာနဲ့သူ့ရဲ့ထမျက်တဲ့တိုင်းပညာကိုချက်ချင်းသိလိုက်ပါတယ်။အဲ့နောက်သူ့ရဲ့လှည့်ခွက်အောင်မြင်သွားတာကိုကြေနက်စွာကြွားဝပြီးတော့ဖန်ကန်းကိုအဆက်မပြတ်စိန်ခေါ်ခဲ့တာပါ။ထောင်ထဲမှာတော့ဂိုင်းကောင်းကောင်းနေအားလုံးပိတ်လောင်ခံထားရပါတယ်။ဖန်ကန်းကအဆောက်အဉ်ကိုအလွယ်တကူရှင်းလင်းပြီးတော့ဖန်ခံထားရတဲ့ခေါင်းဆောင်တွေကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီတစ်ဖက်မှာတော့တပည့်တွေကအဘိဓမ္မာခန္ဓာကိုဝင်ရောက်စီးနင်းပြီးတော့အစီအစဉ်အတိုင်းပဲလူဆိုးတွေကိုချောင်းချောင်းတိုက်ခိုက်ဖို့နေရာကိုဆွဲဆောင်ခဲ့ပါတယ် သူတို့တွေကတစ်ချက်တည်းနဲ့အကုန်ရှင်းလင်းခဲ့ကြနေတာပါမဟာခွန်အားဘီရင်ကထောင်ချောက်ထဲကိုကြာသွားပြီးတော့ဖမ်းဆီးခံခဲ့ရပါတယ်တပည့်တွေကသူ့ကိုဓာတ်နဲ့ခုတ်တက်လိုက်ကြပါတယ်နှစ်ဖက်စလုံးတိုက်ပွဲဝင်ခဲ့ကြပါပြီတပည့်တွေကအပြင်ကအဆောက်တွေကိုရှင်းလင်းလိုက်ပြီးတော့အခြေအနေကသူတို့အတွက်အလုံးကိုကောင်းမွန်လာပါတယ်ပို့ပြီးတော့လည်းတက်သည့်တွေရှိလာကြပါပြီထောင်ထဲကဖန်ကန်းကတခြားသူတွေကိုဦးဆောင်ပြီးတော့အပြင်ကိုထွက်ဖို့ကြိုးစားပါတယ်သူကလူစိုးတယောက်ကိုအခန်းတကားရဲ့ကျိုးကိုဖျက်ခိုင်းလိုက်ပါတယ်တကားပြန်ပြေးတော့မယ့်အချိန်မှာဖန်ကန်းကနတ်ဖျားတစ်ပါးလိုမျိုးလက်တဖက်ထဲနဲ့တကားကိုထောက်ထားပစ်လိုက်ပါတယ် ကြံတဲ့သူတွေကအခွင့်ကောင်းယူပြီးတော့ထွက်ပြေးခဲ့ကြပါတယ်။ဒါလည်းပြင်ကအချိန်နေစိုးနေပြီဆိုတာကိုသိလိုက်တာနဲ့ဘိန်းစစ်သူကြီးလေးယောက်ကိုတိုက်ခိုက်ဖို့အမိန်ပေးခဲ့ပါတယ်။ဖန်ကန်းကလူတိုင်းကိုကယ်တယ်ပြီးတဲ့နောက်မှာဒါလည်းပြင်နဲ့တိုက်ခိုက်ခဲ့ပါတယ်။လေနေတဲ့ဒါလေးလည်းထွက်လာပြီးမယ်။ဖန်ကန်းကသူ့ရဲ့ဓားချိုးနဲ့ကာဝယ်ပစ်လိုက်ပါတယ်။ဘိန်းစစ်သူကြီးလေးယောက်ကချက်ချင်းပဲပျက်စီးသွားပါတယ်။ဖန်ကန်းကဂယူးမဆိုင်ဖယ်နဲ့တိုက်ခိုက်ခဲ့ပြီးတော့ဓာလှဲ့ပရင်ကလုံးဝရှင်ပြန်နိုင်သွားမရှိဘူးဆိုတာတွေ့ရှိခဲ့ပါတယ်။လေနေတဲ့ဓာကလွင့်ထွက်သွားပြီးမြဲဖန်ကန်းကပြန်လှည့်သွားအောင်ရိုက်ချပစ်လိုက်ပါတယ်။ ဒါလည်းပြင်ကသူ့ရဲ့ကိုပိုင်ပရိရဲ့ကြောင့်ပဲချက်ချင်းပဲတည်ဆုံးခဲ့ရပါလေခိုးကြောင့်ခိုးဝဲတိုက်ခိုက်မှုတွေမအောင်မြင်တဲ့အခါမှာဒါဘီရင်ကြီးဖြစ်ပါကတိုင်းပညာဆက်နေတဲ့သူတွေဖြစ်ကြောင်းပေါ်လွင်လာခဲ့ပါပြီအပြီးတော့မှခန္ဓာကိုယ်လည်းအနိုင်ရခဲ့ပါလေဖြောင်းမတ်တဲ့ဘက်ကအောင်ပွဲခံခဲ့ပေမဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေခံစားခဲ့ရပါလေမိသားစုဝင်တွေပြန်လည်ဆုံစည်းတဲ့အခါမှာဖက်တွယ်ပြီးတော့ငိုကြေးခဲ့ပါလေဒီကြေကွဲဝယ်မြင်ကွင်းကြောင့်ဖန်ကန်းကအယံဝန်းနေခဲ့ရပြီးတော့တိုင်းလောကရဲ့ပြိပခါတွေကိုပို့ပြီးတော့ယုံမုံလာခဲ့ပါလေ လူအုပ်စုထွက်ခွာသွားခဲ့ပါပြီအပြီးတော့မှခန်းထဲမှာအလောင်းတွေပြန့်ကျဲနေပြီးတော့သွေးတွေကမြစ်လိုပဲစီးဆင်းနေပါတယ်အဲ့ညမှာပဲနိုင်ခဲ့တဲ့အဖွဲ့ကအောင်ဝဲခံဝဲတစ်ခုကိုကျင်းပခဲ့ပါတယ်အပြီးတော့မှခန်းထဲရဲ့အနိုင်ကျင့်မှုကိုအချိန်ကြာမြင့်စွာခံစားခဲ့ရတယ်ရွာသူရွာသားတွေကဖန်ကန်းကတပည့်တွေကိုဥဆောင်ပြီးတော့သူတို့ကိုအမြင့်ပြတ်ရှင်းလင်းလိုက်ကြောင်းကြားသိခဲ့ရပါတယ်ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ရွာသူရွာသားတွေကဝိုင်းတွေကိုယူလာပေးခဲ့ပါတယ်စီအကြီးလူကဖန်ကန်းကိုဓာပရင်ဖြစ်ချီးမြှင့်ပြီးတော့လက်တစ်ဖက်ဓာပရင်လိုရေးထိုးထားတဲ့ချွေတစိပြားတစ်ခုကိုပေးရခဲ့ပါတယ် ဒါပေမဲ့ဖန်ကန်ကစိတ်ပူနေတော့မှာပဲအမီးတို့မှခန္ဓာရဲ့ခေါင်းဆောင်လူသေးဘရင်ကပျောက်ဆုံးနေတော့မှာလူသေးဘရင်ရဲ့ဓာပညာကထူးဆန်းတယ်လို့ပြောကြပါတယ်ဖန်ကန်ကစိတ်ပူပင်နေပေမဲ့ပျော်ဝဲရှုံဝဲကိုတော့မဖြစ်ချင်ခဲ့ပါဘူးအဲ့ဒါနဲ့သူကလူတိုင်းကိုအရေးအများကြီးမတောက်ဖို့နဲ့သတိထားပြီးစောင့်ကြပ်ဖို့သတိပေးပြီးတော့လှည့်ထွက်သွားခဲ့ပါတယ်ဓာပညာဆိုတဲ့ခေါင်းစဉ်အခြေအနေတွေလူတွေအများကြီးသိဆုံးခဲ့ရပါတယ်ဖန်ကန်ကရင်ကွဲမတက်ဝန်းနေခဲ့ရပါတယ်ရှောင်းမန်ကအဲ့ဒီချိန်မှာသူမကိုဝင်ရှိနေပြီဖြစ်ကြောင်းပြောပြခဲ့ပြီးတော့ဖန်ကန်ကိုနှစ်သိမ့်ခဲ့ပါတယ် အဲ့ဒါနဲ့ဖန်ကန်းကအရန်ဝမ်းသွားသွားပြီးတော့တခြားသူတွေနဲ့အတူဂုံပြုတ်ဖို့ချက်ချင်းပဲပြေးထွက်သွားခဲ့ပါတယ်။အောင်ဝဲခံနေစဉ်တွင်မှလူတွေကသူ့ကိုဝိုင်းပြီးတော့တိုက်တာကြောင့်နင်းနေပို့ပြီးတောက်ဖြစ်သွားပါတယ်။ဒါပေမဲ့အရက်လွန်ကျွန်တောက်ချင်းကပြဿနာကိုဖြစ်စေခဲ့ပါတယ်။ညသက်ကောင်းရံမှာလူသေးဘရင်ကသူ့လူတွေကိုဥဆောင်လာပြီးတော့ခိုးချောင်ခိုးဝဲတိုက်ခိုက်ခဲ့ပါတယ်။လူတိုင်းကအရက်မူးနေခဲ့ပြီးတော့အကာအကွယ်မရှိကြပါဘူး။မကြခင်မှာပဲညဆောင်တပည့်တွေအသက်ခံခဲ့ရပါတယ်။လူထုံးကတော့အခြေအနေကိုမသိဘဲနဲ့ဟိုဟိုဒီဒီကဲလှဲ့နေခဲ့ပါတယ်။ အကာအကွယ်မဲဖြစ်သွားတဲ့အချိန်မှာချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပါပြီ။ဒဏ်ရာရခဲ့ပြီမင်းလူထုံးကမကြောက်ခဲ့ပါဘူး။သူကတတိပေးချက်တစ်ခုပေးဖို့အတွက်သူ့အသက်ကိုစရေခဲ့ပါလေ။အဲ့မှာပဲကြံတဲ့တပည့်တွေကတခုခုမှားနေပြီဆိုတာတတိထားမိပြီးတော့လူတိုင်းကိုချက်ချင်းမဲအတိပေးခဲ့ပါလေ။တိုက်ခိုက်တဲ့တွေကစူညံလာပါပြီ။တပည့်အများပြားလည်းတိတ်ဆုံးခဲ့ရပါလေ။အပိဓမ္မာခန္ဓာကလူဆိုးတွေဝင်လာတာကိုမြင်လိုက်တဲ့ခါမှာလူထုံးကသူ့ရဲ့နောက်ဆုံးအာရုံတွေကိုအသုံးပြုပြီးတော့ဖန်ကန်းကိုအတိပေးခဲ့ပါတယ်။ဖန်ကန်းကချက်ချင်းပဲအတိပြန်ဝင်လာပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ ဲ့နောက်ရှောင်းမန်ကိုဥဆောင်ပြီးတော့လူတပ်ပွဲကိုဖျက်ချော်ခဲ့ပါတယ်သူရဲ့လက်တစ်ဖက်နဲ့ကင်ထားတဲ့ဓားချိုးကိုဘယ်သူမှမတားဆီးနိုင်ပါဘူးလူဆိုးတွေကမနိုင်တော့ဘူးဆိုတာသိတဲ့အခါမှာပြန်ကျဲပြီးတော့ထွက်ပြေးခဲ့ပါတယ်လူသေးဘီရင်ကနောက်ဆုံးမှပေါ်လာပြီးတော့သူ့နဲ့ဖန်ကန်းကနောက်ဆုံးဓားချင်းရှင်တဲ့ပွဲကိုရင်ဆိုင်ခဲ့ကြပါတယ်မင်းကလက်တစ်ဖက်ဓားသူရဲကောင်ဖန်ကန်းလားထူဆန်းတာကလူသေးဘီရင်ကလူသေးဓားပညာကိုမသုံးမနဲ့ဖန်ကန်းလိုပဲဓားချိုးတစ်လက်ကိုကင်ထားတာပါဦးဖန်စစ်စေးရေးမှုကကုညီဖို့အနားမှာရက်နေခဲ့ပါတယ်ဖန်ကန်းကလူသေးဘီရင်ကိုရင်ဆိုင်တဲ့အခါမှာသူ့ရဲ့မျက်လုံးတွေကအယောင်တောက်နေခဲ့ပါတယ် ဒီတိုက်ပွဲကြောင့်ဂိုင်းရဲတပည့်တွေအများကြီးတိုက်ဆုံးခဲ့ရပါတယ်။ဂိုင်းကောင်းဆောင်တွေကလည်းဝမ်းနဲ့ကြေကွဲစွာငိုကြွေးခဲ့ရပါတယ်။နေထွက်လာတဲ့အခါမှာနေရောင်ကြီးကမြေပြင်ကိုလွှမ်းခြုံထားပြီးမြစ်မြေပြင်တစ်ခုလုံးဝမ်းနဲ့ကြေကွဲမှုကလွှမ်းမိုးထားပါတယ်။ဖန်ကန်းနဲ့လူသေးပရင်ကညာကနေမနဲ့ထိတိုက်ခိုက်ခဲ့ရပါတယ်။တိုက်ပွဲအတွင်းမှာပဲဖန်ကန်းကရှောင်းမန်ကိုခိုးချောင်ခိုးဝဲတိုက်ခိုက်မှုတွေမခံရအောင်အနီးကပ်ကာဝယ်ပေးခဲ့ပါတယ်။ဘူဖန်စစ်စေးမှုကရှာမရအောင်ထူဆန်းပေမဲ့ဖန်ကန်းကသူ့ရဲ့အားနည်းချက်ကိုရှာတွေ့ပြီးတော့ချက်ချင်းရှင်းပြလိုက်ပါတယ် လူတွေဘရင်ကအခြေအနေမကောင်းတာကိုမြင်လိုက်တာနဲ့ချက်ချင်းတိုက်ခိုက်ခဲ့ပါလေ။နှစ်ယောက်စလုံးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီးတော့လူတွေဘရင်ရဲ့ဓာချိုးကရှေ့တိုင်းသလိုတိုလဲတိုနိုင်ပါလေ။ဖြောင်းနိုင်သလိုကောက်လဲကောက်နိုင်ပါလေ။ခံမရခက်စွာပြောင်းလဲနိုင်ခဲ့ပါလေ။သူ့ရဲ့ပညာကိုနည်းနည်းခံမရခက်ပေမဲ့ဖန်ကန်းရဲ့ဓာပညာကပို့ပြီးတော့တာလွန်နေခဲ့ပါလေ။လူတွေဘရင်ရဲ့ဓာချက်ကလွဲသွားတဲ့ခါမှာဖန်ကန်းကသူ့ကိုချက်ချင်းပဲခုတ်လဲလိုက်ပါလေ။မကောင်းမှုကဖြောင်းမှတ်ခြင်းကိုမနိုင်ပါဘူး။ဖန်ကန်းကနောက်ဆုံးမှာတော့လူတွေဘရင်ကိုအနိုင်ယူလိုက်ပါလေ။ အဲ့နော်လူသေးဘီရင်ကိုတိုင်းလောကရဲ့ခေါင်းဆောင်တွေကဖမ်းဆုပ်ပြီးတော့အားလုံးရဲ့ဒေါသနဲ့အလောင်းကိုတောင်ချိန်တန်ပေးခဲ့ပါတယ်။ဖန်ကန်းကဆက်ကြည့်ဖို့မတက်နိုင်တော့ပါဘူး။သူကလက်တစ်ဖက်ဓာဘီရင်ဆိုတဲ့ရွှေတစိပ်ပြားကိုပြစ်ချခဲ့ပြီးတော့ရှောင်းမန်နဲ့တူတူတိုင်းလောကကအရေးကိစ္စတွေကိုစိတ်မဝင်စားတော့ပဲနဲ့သူနေထိုင်ရာတော်ရဲကိုပဲပြန်သွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။